အစ္စရေးလတပ်ကနေ့စဉ်မိုင်းတထောင်ကျော်ပြန်တန်းကအီရန်တပ်ရှိပစ်မှတ်တွေကိုတိုက်ခိုက်လျက်ရှိပါတယ်။အစ္စရေးအနေနဲ့အီရန်ကိုတိုက်ခိုက်ဖို့တိုက်လေယာဉ်တွေပြန်တက်နေတာအကြေးတထောင်ကျော်သွားပြီဖြစ်ပြီးအီရန်ရဲ့ဒုံးပစ်စင်နေရာကျော်ကိုဖျက်ဆီးထားနိုင်ပြီဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။ Ballistic Mister Lucha နေရာကျော်ကိုဖျက်ဆီးတဲ့ဆိုတာအီရန်မှာရှိတဲ့ရဲ့တဝက်ကျော်ကိုဖျက်ဆီးနိုင်ခဲ့တယ်လို့လည်းပြောထားပါတယ်။အစ္စရေးအနေနဲ့အီရန်လေပိုင်နဲ့အတွင်လေကြောင်းအသားစီရယူထားနိုင်ပြီးပစ်မှတ်မျိုးစုံကိုပုံကျဲတိုက်ခိုက်နေတယ်ဆိုပေမဲ့ အီရန်ရဲ့နျူကလ িয়ার လက်နက်ထုတ်လုပ်နိုင်မဲ့စွမ်းရည်ကိုတိတိတတ်တာနှောက်ယှက်တားဆီးနိုင်ခြင်းမရှိသေးဘူးလို့လေ့လာသူတွေကသုံးသပ်ထားကြပါတယ်။အကြောင်းကတော့အီရန်တောင်ပိုင်းမှာရှိတဲ့ဖိုရိုယူရေနီယမ်တပ်စင်စိတ်ရုံဖိုရို fuel enrichment facility ကိုအစ္စရေးလီယန်တွေကဖျက်ဆီးနိုင်စွာမရှိသေးတာကြောင့်ပဲဖြစ်ပါတယ်။ဖိုရိုမှာနျူကလ িয়ার လက်နက်ထုတ်လုပ်ဖို့လိုအပ်တဲ့ weapon grade uranium WGU တွေကိုထုတ်လုပ်နိုင်တယ်။ဖိုရိုမှာ20ရာခိုင်နှုန်းတပ်စင်မီယူရေနီယမ်က60ရာခိုင်နှုန်းတပ်စင်မီယူရေနီယမ်ကိုထုတ်ပေးနိုင်တယ်။ ဒီကနေ၃ဘတ်အတွင်း WGU ထုတ်လုပ်နိုင်တယ်လို့အပြည်ပြည်ဆိုင်ရာအနှံ့မြူစွမ်းရည်အေဂျင်စီအဖွဲ့ IAEA ရဲ့ဂျွန်လ၁၀ရက်နေ့ report မှာဖော်ပြထားပါတယ်။ဒီတော့ Photo Fuel Enrichment Facility ဆိုတာအီရန်ရဲ့ nuclear လက်နက်ပိုင်ဆိုင်ရည်ရည်မှန်းချက်အတွက်အခရာကျတယ်ဆိုတာမြန်တာထင်ရှားနေပါတယ်။ဒါ့အပြင်အီရန်ကလည်းသူ့ရဲ့ nuclear season အတွက်ဒီလိုအရေးပါတဲ့နေရာကိုထက်ခတ်ခံရမှာတည်ထားတဲ့အတွက်အလွယ်တကူတက်ခတ်လို့မရအောင် Photo Fuel Enrichment Facility ကို တောင်အောင်မြေနဲ့ပေ260ကနေ295လောက်မှာတိဆောက်ထားတာပဲဖြစ်ပါတယ်။ Israeli တပ်အနေနဲ့မြောက်ပေ300လောက်အထိအနက်ရှိတဲ့ဖော်တို့ကိုတိုက်ခိုက်ဖို့တင့်တော်တဲ့လက်နက်မရှိသေးပါဘူး။ဒါကြောင့်ဖော်တို့ကိုဖျက်ဆီးဖို့ဆိုရင်အမေရိကန်ရဲ့မြေအနက်ပေ200အထိဖောက်ထွင်းနိုင်တယ်လို့ဆိုထားတဲ့ပေါင်300လေးတဲ့ GPU 57 Massive Orange Penetrator ဘုံးလိုအပ်တယ်လို့သတင်းဌာနတွေမှာဖော်ပြထားတာတွေ့နေရတာပဲဖြစ်ပါတယ်။ GPU က Kite Bomb Unit ကိုအတူရေးထားတာဖြစ်ပါတယ်။ GPU စပီဒီစပန်ကိုတည်ဆောင်နိုင်တဲ့လေယာဉ်က American Leader ရဲ့ B2 ဘုံကျဲလေယာဉ်တစ်မျိုးပဲရှိပါသေးတယ်။ဒါကြောင့် Israel ကို American က GPU 57ပေးမယ်ဆိုရင်တောင် Israel Leader မှာဒီဘုံကိုတည်ဆောင်နိုင်တဲ့ဘုံကျဲလေယာဉ်ရှိမနေပါဘူး။ American ကနေ Foro ကိုဘုံကျဲပေးမယ်ဆိုရင် B2 ရော GPU 57ရောလိုအပ်လာမှာဖြစ်ပါတယ်။ GPU 57တုံးမယ်ဆိုရင် Foro ကိုဖြည့်ဆည်းနိုင်ဖို့လုံလောက်လားဆိုတာကလည်းနည်းနည်းအငင်းပွားနေတဲ့ခေါင်းစဉ်တစ်ခုဖြစ်ပါသေးတယ်။ GPU 57ကမြေအနက်ပင်လျာအထိဖောက်နိုင်တယ်လို့ American လက်တက်ကပြောထားပေမဲ့ဘယ်လိုမြေသားလဲဆိုတာကိုထည့်မပြောထားပါဘူး။ပင်လျာဖောက်နိုင်တယ်ဆိုတာကမြေပြော့မှာဖောက်နိုင်တယ်ပြောတာလား။မာကျောတဲ့ကြောက်သားထုမှာပါဖောက်နိုင်တယ်ပြောတာလား။တေချာမသိရပါဘူး။ဒါပေမဲ့လေလာသူတွေထောက်ပြထားတာမှာတော့ GPU 57ရဲ့ပင်လျာဖောက်နိုင်တယ်ဆိုတဲ့အချက်မှာ2000ခုနှုန်းကဒီလက်နဲ့စမ်းသပ်မှုကာလပြီးဆုံးချိန်တုန်းက American လက်တက်ကနေထုတ်ပြန်ထားတာဖြစ်ပါတယ်။ ဘေးနှရာဖောက်နိုင်တယ်ဆိုတာ2000ခုနှုန်းက capability ဖြစ်ပြီးအခုဆိုရင်အစစ်မြတ်တင်မှုတွေလုပ်ထားကခဏဦး GPU 57AB ကနေ GPU 57FB အထိမျိုးဆက်သစ်တွေရှိနေပြီဆိုတာကိုသိထားရပါတယ်။ဒါကြောင့် GPU 57EB တွေကအစစ်မြတ်တင်မှုတွေလုပ်ထားနိုင်ပြီး2000ခုကထုတ်ပြန်တဲ့ဘေးနှရာဖောက်နိုင်တယ်ဆိုတာထက်တောင်းလွန်နိုင်တယ်လို့ထောက်ပြတာမျိုးလည်းတွေ့ရပါတယ်။ GPU 57နဲ့ Foro ကိုမဖောက်နိုင်ဘူးဆိုရင်တောင်တနည်းအားဖြင့်အကြိမ်ကြိမ်ထပ်ဆင့်ပြီးတဲချပြီးဖောက်ထွင်းသွားနိုင်တဲ့အထိဘုံကျဲနိုင်ပါသေးတယ်။ ဒါကြောင့် photo facility ရဲ့အနက်အထိမဖောက်နိုင်သည့်တိမ်အောင် GPU 57ရဲ့ပောက်ကွဲမှုကမြေသားထဲကထွက်လာတဲ့ short wave တွေက urinary တန့်စင်တဲ့ centrifuge တွေကိုထိခိုက်ပျက်စီးနိုင်တယ်လို့ယူဆတာတွေလည်းရှိပါတယ်။ထိခိုက်မှုကြီးကြီးမားမားမရှိသေးတဲ့ photo fuel enrichment facility ကြောင့် American ကတိုက်ရိုက်ဝင်ပါရခြင်းဖြစ်တယ်လို့သုံးသပ်ရပါတယ်။ American က Iran nuclear နဲ့သက်ဆိုင်သောနေရာများကိုလေရင်ဖြင့်ပုံကျဲချလိုက်ခြင်းဖြင့် Israel Iran စစ်ပွဲတွင်ပါဝင်လာပြီး American သမ္မတ Trump ကနိုင်ငံကိုမိန့်ခွန်းပြောပါတယ်။ American ပြည်ထောင်စုက ီရန်နိုင်ငံရှိနျူကလ িয়ার ထုတ်လုပ်တန့်စင်ရေးနဲ့တက်ဆိုင်သောနေရာများကိုလေယာဉ်ဖြင့်ပုံကျဲချလိုက်ခြင်းဖြင့်အစ္စရေးအီရန်စစ်ပွဲတွင်ပါဝင်လိုက်ခြင်းဖြစ်ပါတယ်။မြန်မာစံတော်ချိန်ဂျွန်လ22ရက်နေ့အမေရိကန်စံတော်ချိန်ဂျွန်လ22ရက်နေ့တွင်အမေရိကန်ကအီရန်နိုင်ငံဖိုရိုနန်ဒက်စ်နှင့်အစ္စဖဟန်ရှိနျူကလ িয়ার နေရာများကိုအမေရိကန်ပုံကျဲလေယာဉ်များဖြင့်ပုံများကျဲချကြောင်းတိုက်ခိုက်မှုမှာအလွန်အောင်မြင်ပြီးလေယာဉ်အလုံးယခုခါအီရန်လေပိုင်ထဲမှထွက်သွားပြီဖြစ်ကြောင်းအမေရိကန်သမ္မတထရမ့်ကကြေညာပါတယ်။ဖိုရိုနန်ဒက်စ်နှင့်အစ္စဖဟန်အပါအဝင်အီရန်မှာရှိတဲ့နျူကလ িয়ার နေရာ၃နေရာကို ျွန်တော်တို့အောင်မြင်စွာတိုက်ခတ်မှုကိုပြီးမြောက်ခဲ့ပြီးပါပြီ။လေရင်အားလုံးဟာအခုအီရန်လေကြောင်းရဲ့ပြင်ပမှာရှိနေပါပြီ။လေရင်အားလုံးဘေးကင်းစွာအိမ်ပြန်နိုင်ပါပြီ။ကျွန်တော်တို့ရဲ့အမေရိကန်စစ်တီတော်များအတွက်ဂုဏ်ယူပါတယ်။ဒါကိုစွမ်းဆောင်နိုင်တဲ့ကမ္ဘာပေါ်မှာအခြားစစ်တပ်မရှိပါဘူး။အခုအချိန်ဟာငြိမ်းချမ်းရေးဆွေးနွေးဖို့အချိန်ရောက်ပါပြီဟုအမေရိကန်သမ္မတထရမ့်ကကြေညာပါတယ်။အီရန်အစ္စရေးစစ်ပွဲတွင်အမေရိကန်ပြည်ထောင်စုကတရားဝင်ပါဝင်လာခြင်းကြောင့်စစ်ပွဲကြာရှည်ခြင်းနဲ့ အီရန်ဘက်မှလည်းအခြားဆင်အာဂျီနိုင်ငံကြီးများပါဝင်နိုင်နိုင်ပြီးဆိုသောတုံးသက်မှုများကိုလည်းနိုင်ငံတကာသတင်းဌာနများတွင်ကြေပြန့်စွာတုံးသက်ဖော်ပြနေကြပါသည်။အမေရိကန်စံတော်ချိန်ည10:00အချိန်မှာအမေရိကန်သမ္မတထရမ့်ကနိုင်ငံသူမင်ခွန်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။ဘင်္ဂါရက်ပုံနေသည့်အီရန်ကောင်းဆောင်အဆိုးဆုံးအခြေအနေအတွက်ပြင်ဆင်ထားကြောင်းသိရပါသည်။လုံခြံခံရမည်ကိုဆိုရင်းသဖြင့် GM မခမိစေရန် electronic ဆက်သွယ်ပစ္စည်းများကိုရှောင်ရှားနေသည့် Iran ကောင်းဆောင် Ayatollah Ali Khamenei သည်အများအပြားလူယုံတအူးမှတဆင့် ၎င်း၏တပ်မှုများနဲ့ပြောဆိုဆက်သွယ်ကြောင်းအရေးပေါ်စီးရေးအစီအစဉ်များနဲ့ယင်းဤကျွမ်းဝင်သည့်အီရန်ရရှိများကပြောပါရယ်ဘန်ကာတခုတွင်ပုံအောင်နေသည့်အီရန်ကောင်းဆောင်ကော်မတီသည်၎င်း၏ထိုင်နာစစ်ပရာရှိများထပ်မံတည်ဆုံးမှာကကွက်ကဲမှုအစဉ်အဆက်အတွက်အစားထိုးမိသူများကိုလည်းရွေးချယ်ထားသည်လို့သိရပါရယ်ကော်မတီသည်အသက်ခံရပါက၎င်း၏နေရာကိုဆက်ခံမိသူအဖြစ်အကြီးတန်းဘာသာရေးကောင်းဆောင်တုံးဦးကိုပင်အဆိုပြုရွေးချယ်ပေးထားကြောင်းအီရန်အရာရှိများကပြောပါရယ်ကော်မတီနဲ့ ၎င်း၏နှစ်ပေါင်း30ကျော်အုပ်ချုပ်ရေးသည်အန်ဒီယရှိဆုံးခိုက်တံကိုရင်ဆိုင်နေရကြောင်းထိုအခြေအနေကရှင်းပြပါသည်။ကော်မတီသည်အစ္စရေးရှောင်းတကင်တက်ခတ်မှုများကိုခံရပြီးနောက်အီရန်ကိုကာကွယ်ရန်ပုံမှန်ထက်ပိုသောတက်ခတ်မှုများစွာလှုပ်ဆောင်ခဲ့ပါသည်။တပတ်ကျော်ကြာပြီးဖြစ်သည့်အစ္စရေးတက်ခတ်မှုသည်1980ခုနှစ်အီရန်အီရတ်စစ်ပွဲနောက်ပိုင်းအီရန်ပေါ်အကြီးမားဆုံးစစ်ရေးတက်ခတ်မှုဖြစ်ပြီးအထူးသဖြင့်မြို့တော်တီရန်ကိုပြင်းထန်စွာထိခိုက်ခဲ့ပါသည်။အီရန်ကလည်းအစ္စရေးစေယုံဟိုင်ဖာယူနန်ချက်စေယုံ ဘာသာရေးအဆောက်အုံနေရာများနဲ့နေအိမ်များကိုပိတ်မထားပြီးပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။ထို့နောက်အမေရိကန်ကစစ်ပွဲတွေဝင်ပါလာခဲ့ပြီးအမေရိကန်စစ်တပ်သည်ဖိုရိုယူနီယံတပ်စင်စေယုံပါဝင်အီရန်၏နျူကလ িয়ার ပိတ်မနေရာများကိုဘုံကျဲလိုက်ကြောင်းထရမ့်ကစနေနေ့နှောင်းပိုင်းတွင်ကြေညာခဲ့ပါတယ်။ကျွန်တော်တို့ယူမန်ချက်ကအီရန်နဲ့ယူရေနီယံတပ်စင်နိုင်မှုစွမ်းရည်ကိုဖျက်ဆီးဖို့နဲ့ကမ္ဘာနံပါတ်၁နိုင်ငံတော်ကြောထောက်နောက်ခံပြုအကြမ်းဖက်မှုရဲ့နျူကလ িয়ার ချင်းကြောင်းမှုတွေကိုရပ်တန့်ဖို့ဖြစ်ပါတယ်ဟုထရမ့်ကစနေနေ့ညနေပိုင်းတွင်အင်ဖြူတော်ရင်ပြုလုပ်သည့်နိုင်ငံတော်မင်ခွန်းတွင်ပြောကြားခဲ့ပါတယ်။ ီရန်ကိုအမေရိကန်ရဲ့အင်အားသုံးမှုအပေါ်အထူးစိုးရိမ်ကြောင်းကုလသမဂ္ဂအကြီးအကဲပြောပါရယ်အီရန်ရဲ့နျူကလ িয়ার ဆိုင်ရာအဆောက်အုံတွေကိုအမေရိကန်ကဘုံကျဲခဲ့တဲ့လို့ရတဲ့ပတ်သက်ပြီးအထူးစိုးရိမ်မိကြောင်းကုလသမဂ္ဂအကြီးအကဲကပြောကြားခဲ့ပါဗျ။ Israel Iran ပြည်ပခန့်မှာအမေရိကန်ကတိုက်ရိုက်ပါဝင်လာမှုဟာရှင်းစွဲတင်းမာမှုတွေကိုအန္တရာယ်အရန်ကြီးတဲ့အာဘီမြင့်တင်ပေးမှုမျိုးဖြစ်ပွားစေနိုင်ပြီးကမ္ဘာငြိမ်းချမ်းရေးနဲ့လုံခြုံရေးအတွက်တိုက်ရိုက်ချင်းချောက်ရာရောက်လာနိုင်တယ်လို့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်ကဝေဖန်သွားပါဗျ။ အီရန်အပေါ်အမေရိကန်ကအင်အားသုံးခဲ့တာနဲ့ပတ်သက်လို့အကြီးကျယ်ထိတ်လန့်စိုးရိမ်မှုရှိတယ်လို့ကူတာရက်စ်ကဂလုတမကရဲ့တရားဝင် website ကနေပြောကြားခဲ့ပါတယ်။အရှေ့လေပိုင်းဒေသမှာအခြေအနေတွေကစိုးရိမ်စရာကောင်းလာအောင်ရှုပ်ထွေးတင်းမာနေခဲ့ရကအခုလို့ရဲ့ကြောင့်နိုင်ငံတကာငြိမ်းချမ်းရေးနဲ့လုံခြုံရေးကိုတက်ရိုက်ထင်းချောက်လာတော့မယ်လို့ကူတာရက်စ်ကပြောပါတယ်။နောက်ဆက်တွဲအဖြစ်အခြေအနေတွေဟာထိမ့်သိမ်းကင်တွယ်လို့မရတော့လောက်အောင်ရှုပ်ထွေးတဲ့အကျိုးဆက်တွေဖြစ်လာနိုင်တယ်လို့လည်းသူကသတိပေးခဲ့ပါတယ်။အဲ့ဒီအကျိုးဆက်တွေကိုဒေသတွင်းနဲ့တစ်ကမ္ဘာလုံးကပြည်သူတွေတက်ရောက်ခံစားရနိုင်ကြောင်းလည်းသူကပြောပါတယ်။ကူတာရက်စ်က ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးဟာကုလသမဂ္ဂကြီးညာစာနာနဲ့နိုင်ငံတကာဥပဒေတွေကိုလေးစားလိုက်နာပါမယ်လို့ကြီးညာထားတဲ့ဂတိကဝတ်နဲ့အညီကိုယ့်ရဲ့လုံဆောင်ချက်တွေကိုတော်ဝင်ခံဖို့လိုတယ်လို့လည်းတတိပေးခဲ့ပါဗျာ။ သူကကုလသမဂ္ဂရဲ့ကာလရှည်ကြာထိန်းသိမ်းခဲ့တဲ့အခြေခံမှုကိုဆက်လက်စုပ်ကင်ရင်ပဋိပက္ခတွေမှာစီးအယအဖြေရှာလို့မရကြောင်းအဲ့ဒီအစားတန်တမာရေးရညှိနှိုင်းမှုလမ်းကြောင်းတွေနဲ့သာချင်းကပ်သင့်ပြီးငင်းချမ်းရေးတခုတည်းကိုသာဥတီမျှော်လင့်တင်ကြောင်းပြောကြပါရတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က B2 မဟာဗျူဟာဘုံကျဲလျင်ကြီးတွေကိုအသုံးပြုပြီးအီရန်ရဲ့နျူကလ িয়ার သုတေသနစခန်းတုံးခုကိုဘုံကျဲဖျက်ဆီးခဲ့ကြောင်းအတည်ပြုကြေညာပြီးနိုင်ပိုင်းအကြံမှာကုဒရစီကအခုလိုသဘောထားထုတ်ပြန်ချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။